ဖမ်းဆီးခံရပြီးနောက်စစ်ကြောရေးမှာစစ်ကောင်စီရဲ့လက်ချက်နဲ့ကြာဆုံးသွားတဲ့ရွာငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီးစစ်ကြောရေးစခန်းမှာ တက်ဖြတ်ခံရရတယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကောမဒီ CRPH ကတည်င်းထုတ်ပြန်ထားပါတယ်2024ခုနှစ်ဒီဇင်ဘာပြင်းလွင်မြို့မှာတိန့်ရှောင်နေစဉ်ရွာငယ်မဲဆန္ဒနယ်မှာပြည်သူလွတ်တော်ကိုစလဲဥအောင်စိုးမင်းဟာအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်းထို့သောအကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ပြည်သူလွတ်တော်ကိုစလဲ ဥအောင်စုမင်းဟာလွန်ခဲ့သောလအနေငယ်ကလေးကစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူလူထုကိုယ်စားလှယ်ဥအောင်စုမင်းစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တဲ့အပေါ်ပြည်ထောင်စုလူထုကိုယ်စားပြုကော်မတီအနေနဲ့များစွာ စိတ်မကောင်းဖြစ်ရပြီးရင်းသေးဆုံးမှုနဲ့ပတ်သက်ပြီးအပြည့်အဝတာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CRPH ကထုတ်ပြန်ကြေညာထားပါတယ်။ တချိန်ထဲမှာကျမ်းပတ်စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့တမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်များစွာစိုးရိမ်ပူပန်ကြောင်းကျမ်းပတ်စစ်ကောင်စီရဲ့လူမဆန်ညှဉ်းပန်းနှိပ်စက်ခြင်းဆူဆူရွရွပြုမှုဆက်ဆံခြင်းနဲ့လုံလောက်သောစေဝါကုသခွင့်မရရှိခြင်းတွေကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၃ဦးဟာလည်းထောင်တွင်းမှာပင်တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်များရှိကြောင်း CRPH ကစုထားပါတယ်ထို့ပြင်2022ခုနှစ်ဇွန်လမှာ မွန်ပြည်နယ်လွတ်တော်ကိုစလဲဥကျော်မျိုးမင်းဟာလဲအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များကဖမ်းဆီးပြီးနောက်လမ်းဘေးတနေရာမှာရက်ဆက်စွာတပ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်းနောက်ဆုံးကောက်ယူထားတဲ့ချက်လက်များအရနေရက်စွန့်ခွာတင်းချောင်နေရတဲ့ပြည်တော်စုလွတ်တော်ကိုစလဲ71ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုစလဲ73ဦးတို့ဟာလုံလောက်သော စေကုသမှုမရရှိလို့တေဆုံးခဲ့ရကြောင်းသိရှိရပါတယ် အခြားသောများစွာသောရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာအခြားနေရာဒေသများအိမ်နီးချင်းနိုင်ငံများနဲ့အခြားသောနိုင်ငံများသို့တိမ်းရှောင်နေရဆဲဖြစ်ပြီး နေအိမ်နဲ့ပိုင်ဆိုင်မှုများကိုချိတ်ပိတ်ခံထားရကြောင်းလက်ရှိအချိန်ထိအကျန်းဖတ်အာနာသိန်းစစ်ကောင်စီဟာပြည်တော်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်18ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်41ဦးကို ဖမ်းဆီးထားကြောင်းလည်းသိရှိရပါတယ်။